်မင်္ဂလာပါအားလုံးကျမ်းပါပါစေထမ်းသာပါစေနော်ဘိုင်းကိုမျက်နှာမြင်ဘိုင်းကိုတန်ကြားလို့အားလုံးပျော်ရွှင်ကြပါစေဗျာဘိုင်းဒီရတဲ့မှာပျောက်တယ်ဆိုတာကအလူကိစ္စလေးလိုက်လုံးသိလို့ပါနော်အန်ဒီတောက်ကမဝူပေးတယ်ပြီးတာလေးတွေလိုက်တူနေတယ်အဲ့လိုမျိုးရှိတယ်နော်အဲ့တော့နောက်ချိုမှာနောက်ချိုမှာကံမြူတဲ့ဝင်ဖို့တောင်းပါ ready စနေဆောင်နေတဲ့အချိန်မှာသူအဲတရားလာလေးနဲ့စနေဝအောင်မြင်တယ်လို့တော့ကြားတယ်အောင်မြင်တယ်ဆိုလို့ရှိရင်တော့ အဲဘာကြီးတို့သုံးသက်ချက်ရအအတွင်းသတင်းသိရှိတဲ့အရာဆိုလို့ရှိရင်တော့ဒီဝန်င်းနေအကုန်ဆုတ်သွားလိမ့်မယ်ဒီရလည်းဒီကအဲမိုးကုတ်မတရားဘက်ကနေတော့ဒီရလည်းလေးရှိတဲ့နေရာမှာတော့သူတို့နေရာကိုပန်းဆန်းသူတို့နေရာကိုပဲသူတို့အဲပြန်ပြီးတော့သွားမယ်အနေထားမျိုးရှိတယ်သူတပြေပြေခွာစေလောက်ရတော့မယ်နော် အခုလက်ရှိဆိုလို့ရှိရင်မြို့တဲဝင်မတက်မှာလည်း ready စောင်းတဲ့အချိန်မှာအဲဒီရေမောင်းတန်တို့ပါညာတော့အဲ့နောက်မှာပွဲလေးတွေရအချိုးလေးကားတာရှိတယ်မနေ့ကဆိုလည်းအဲ dead body တွေတွေ့ရတယ်ပေါ့နော်တန်တော်နဲ့ပွဲကားတဲ့အချိန်လေးမှာနော်ဒီဘက်နောင်ဆိုရှမ်းမြောင်းတခွင်ရတော့အေဂျန်တော်မှာပါအေဂျန်တော်မှာပါအဲအဲ့ဒီမနေ့ကဆိုလည်းပဲသူတို့ဟိုနေ့နေ့စစ်တုံမှန်းနေ့လည်းပဲလွတ်လာတာတွေ့ရတယ်တချို့စစ်တုံမှန်းအစ်စ်တွေပါကျမကြီးမှာကောင်းတယ်ဆိုတော့စစ်တုံမှန်းဆိုမိခိုးတွေလွတ်တာရှိတယ်နော် ဲရခိုင်ဘက်ကရတော့မိခိုးတွေနဲ့ကျွတ်စဖို့တွေဖန်ထားတဲ့ကောင်တွေလွတ်တာစစ်တုံးမန်းနေပါမလားပါဘူးเนาะအဲ့ဒါလည်းကျွန်တော်တို့သိပါတယ်ရခိုင်ဘက်ကအဲ့လောက်စောင့်ကြည့်မကောင်းဘူးအေးရအဲဒီဘက် MND ရတော့ဟိုနေဖြစ်တယ်ဟိုဘက်ကရခိုင်ဘက်ကလူဘလူးတွေဖြစ်နေတာဘလူးတွေဖြစ်နေတာအကုသို့ကောင်းဘူးဘလူးတွေဖြစ်နေတာနော်လူစိတ်တွေပြောင်းလူစိတ်တွေပြောင်းတော့မူးစီတွေစားပြီးတော့လူစိတ်တွေပြောင်းအဲ့တော့ဒီဘက်ဟိုလာရှိုးဘက်တွေရှမ်းမြောက်ဘက်တွေကတော့ အဲ့ ECA ဖြစ်သွားလိမ့်မယ်လို့တော့ကျွန်တော်နေပြောချင်ပါလေဒါမှကြာငင်လေးမှာပဲပွဲသိမ်းမှာတက်မလို့တာမိုးကြီးထဲမှာမိုးရွာထဲမှာလည်းအဲနာနာနေနေမနေပဲနဲ့ဒါတိုက်တာခိုက်နေတာကိုတွေ့ရတော့ဝမ်းနဲ့ဝမ်းသာတယ်ဂုံနဲ့ဂုံယူပါတယ်တကယ်နောက်ထပ်ပြီးဝင်ဖြစ်သွားရင်တော့ဒါကျွန်တော်နောက်ထပ်ရှေ့တန်းရောက်တက်မလို့သားတွေကိုကျွန်တော်ကိုယ်တိုင်သွားပြီးတော့တွေ့မယ်အဲ့ခါကြော်ပြဖို့အတွက်ကျွန်တော်ဒီရနေပြီးတော့သွားဖို့အစီအစဉ်ရှိပါတယ်နောက်တစ်ခုကြောက်ဖြူမှာတို့ ကြောက်ပြူရခိုင်ကိစ္စထပ်ပြောမယ်ရခိုင်ကိစ္စပြောမယ်ဆိုလို့ရှိရင်ကြောက်ပြူမှာဒီပြိုင်စင်ကိရောမှာအမမိတယ်ပေါ့လေသူတို့အေဒီကတံလွန်သားတွေမိတယ်ပါအဲ့ဒါကမမှန်ကန်တဲ့တင်မှာအရင်တော့ပုံတွေကိုသူတို့ပြန်ပြီးချပြတာလာဖြစ်ပါတယ်အဓိကကတော့တံလွန်ကအဲ့စကန်တွေကိုပြိုင်စင်ကိမှာရှိနေတဲ့ AS စကန်တွေကိုဝင်သိမ်းတာပါဝင်သိမ်းတဲ့အချိန်မှာအေဒီရဲ့အဲဒီ dev body တွေတော်တော်များများကိုတွေ့ရှိရတယ်ပြီးတော့အဲ့ဒီမှာလည်း ဟိုရည်ရည်ကြီးနေတဲ့အချိန်ကတော့ညစ်ပတ်နေတဲ့နေရာမျိုးတွေဖြစ်တာပေါ့နော်အဲအဲ့လိုမျိုးလို့ရှိရင်ညစ်ပတ်နေတဲ့အချိန်နဲ့သူတို့ရည်ရည်နဲ့ဟိုအပေါ်ပစ်တာခက်တာနဲ့ဆိုတော့တွက်တာကြီးတော့ပေါ့ဒါကျွန်တော်ကဒီမှာတော့ပြောလို့မဖြစ်လို့မပြောတော့ပါဘူးနော် အဲ့တော့တောင်းတော်သားရဲ့ဒုဒတဲ့ဘာညာသူတို့စိုက်ွားတွေကသူတို့အဲ့လိုစိုက်ွားတွေမများလွတ်ပြီဆိုရင်သူတို့တော်တော်ဒီကိုကြည်ကြည်ကြဲကြဲရှုံးပြီးတော့မှအဲစိတ်ဓာတ်ကြောင်လောက်တာဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ကဘာကြောင့်ပြောပြရလဲဆိုလို့ချင်းဒါမှန်ကန်တဲ့သတင်းတွေပြောပြရတဲ့ဆိုတာကတောင်းတော်သားရဲ့မိသားစုတွေလည်းဆိုရင်ကြောင်ကြောင်မှုမရှိအောင်ခြေတန်းမှာရှိနေတဲ့တောင်းတော်အတိုင်းနဲ့အဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့တောင်းတော်ဟုတ်လားဟုတ်လားဆိုတဲ့အဲအတွေးအမြင်အမှားမျိုးတွေမရှိအောင်เนาะ အဲနောက်တစ်ခုကြတချို့ကြတော့ဗျာအဲ့လိုဒီဒါတိုင်းမပေါက်တဲ့သူတွေရှိတယ်မပေါက်တဲ့သူကြတော့ဟုတ်နုံနုံဆိုပဲထင်တော့တာမျိုးရှိမယ်သုံးနုံနုံတင်တော့အော်တန်းတော့အဲ့လိုပဲဟိုလက်နဲ့ချနေတာလားအဲ့လိုပဲဟိုနေဖြစ်တာလားဆိုပဲတန်းတော့သားချင်းအာမလို့အာမရနေဖြစ်မှာဆိုတော့အမှန်တကယ်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်နောက်တန်းတော့သားတွေလက်နဲ့မချတဲ့အပြင်လောမှာတန်းတော့သားတွေကမနေ့တော့ထိနေလဲဇာတိတွေးဇာတိမှန်တွေတော်တော်ပြည်နေပါလားနော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒါအကျန်းဖက်တည်းရုံမှမှုဆိုတော့ပေါ်လွင်တာတော်တော်ကြီးကိုပေါ်လွင်လို့ နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမင်းတက်တောင်းလို့လိတ်ခမော်လို့ဒီနန်ဖက်တောင်းလို့အဲအဲ့မှာဆိုလို့ရှင်လို့ရှင်တော့ဒါရှင်းရှင်းပြောလို့ဆိုတော့ရှင်တမ်းတော်ကအမုံချိန်နေတဲ့နေရာတွေပဲเนาะအဓိကတော့တမ်းတော်အ ਾਇ ရနဲ့စာပြီးတော့ကျွန်တော်တို့နည်းနည်းပို့ပြီးတော့ဒီဘက်ကိုထိထိရောက်ရောက်လှုပ်ဆောင်လာတာတွေ့တယ်လှုပ်ဆောင်လာတွေ့နောက်တစ်ခါကျတော့ဒီကြောက်ကူမင်းပြားဘက်ဆိုလို့ရှင်လည်းအမနီကဒီခမ380ပေါ့အဲ့ဘက်ကို ဘုံလေးချချဲတော့ထုတ်တ်ချလဲမှာရှိရအေးဒီအိုင်နာဝအနီနာဝရှိရသူအကုန်လုံးကိုသိကြစစ်စစ်နဲ့မြင်နဲ့ထူတာအမှန်ကန်တော့အဲရှင်းပြောင်းထောင်ထဲမှာရှိတာအဲလက်နက်တွေဘာညာတဲ့တက်ကတိတ်ပြောမလုံရဲလို့မလုံရဲဆိုတာကျွန်တော်တို့ကတော့တရင်ရပါမယ်အဲမပြောတာပဲရှိတာဟောနော်ဒါမဲ့ဒီနေရာတွေကလည်းလှုပ်လို့မရတဲ့နေရာကြီးမလို့တက်ကလည်းမလှုပ်တာပဲအဲ့ဒါကိုလည်းအဲ့ဒီခွင်ကောင်းတော့ဒီဟိုနေရာလည်းဒီနေရာကဒါဆိုတာတိတော့တိရွက်တိဆဲထားတာရောရှိတာပေါ့နော် အဲအရာလည်းပြောမကောင်းလို့မပြောတော့ပါဘူးနော်အဲ့တော့မင်းကမင်းပြဘက်မှလည်းလှုပ်တယ်အခုတောင်းချောက်ကတော့တောင်းတော်ကဒီသူတို့အေးစုဖွဲ့တဲ့နေရာတွေကိုတော့ဒါရှင်းလင်းနေတာရှိတယ်တကယ်တကယ်တော့ပြည့်ပြည့်စုံစုံရှင်းမယ်ဆိုတော့ကျွန်တော်တို့အေးမြန်မာလေးเนาะပြည့်ပြည့်စုံစုံရှင်းမြန်တယ်အဲ့လောက်မကြပါဘူးအဲနောက်တစ်ခု ARV တိုင်းမှာအမတ3လေးလေးကိုရာဝီ3လေးရာဝီဆိုတာကသူကဂျင်းကြီးစားကြီးတွေထဲတာ သူတို့စပြီးတော့ AI တိုင်းစတိုက်တာအင်အား1500ကျော်ကျော်လောင်း1900နီးပါးလောင်းနဲ့တိုက်တယ်။အဲ့ဒီဘောမီတို့ဘောဦးနေတောက်လျှောက်မှာသူတို့အဲရွှေတောင်ရံတို့ဘာလို့မှတောက်လျှောက်တိုက်တော့တဖြည်းဖြည်းပြုံပြုံပြုံနဲ့အခုသူတို့လက်ရှိရှိတာက200ကျော်ကျော်နီးပါးလောင်းပဲရှိတယ်။အရင်ကက300ကျော်ကျော်လောင်းရှိတဲ့အချိန်မှာဒီကြားထဲမှာအဲဒီသုံးလေးလေးကပြက်ကူတွေအဲတောက်လျှောက်ပေါ့နော်အဲလေကြောင်းပြက်ကူတွေဒရုန်းပြက်ကူတွေနဲ့ခြားတဲ့အခါကျအခုကြောင့်သူတို့က200နီးပါးလောင်းရှိတယ် သူတို့အဓိကတော့သူတို့ကတော့ဒေတာထက်အပြက်ဟိုအပြက်ဟိုအတူအပြက်တွေတော်တော်များများထွက်သွားတာမျိုးရှိတာပေါ့နော်အဲ့လိုမျိုးရှိအဲ့တော့အမသာသုံးလေးလေးရကြတယ်လို့ဘာညာလို့ဆိုတာလုံးဝ no ပါမဟုတ်ပါဘူးနော်အဲဒီကိုင်းရခိုင်ရိုးနားမှာရှိတယ်ကွာရွာလေးတိတိလေးရှိတယ်တအိမ်ရွာဆိုတာလည်းတအိမ်လင်းငန်းစိန်လောက်ရှိတဲ့ရွာလေးတွေပေါ့အဲ့နေရာလုံးကတော့အေးတွေရှိတယ်နော်အဲ့နေရာလေးမှာတော့အေးတွေရှိတယ်အဲအကျန်းဖက်တွေကတော့အဲ့လိုပဲဟိုဒီမျိုးဘက်ကတော့လာလို့မရဘူးလို့မရှိဘူးဒီဘက် လေးမျက်နှာဆိုလဲလေးမျက်နှာဟိုးပဲအစွန်ဖျားတာဖြစ်တယ်ဒီဘက်မှာမဟုတ်ပါဘူးเนาะအဲ့အလေးတော့ပြောချင်တယ်တမ်းတော်ဘက်ကဒီဆုံရှုံသွားတဲ့နေရာတွေကတော့အခုရက်ပိုင်းမှာလုံးဝကိုမကြားပဲနဲ့အောင်မြင်တာတွေကြီးပဲကျွန်တော်အနေနဲ့ကြားနေရပါတယ်เนาะအဲ့အတွက်လည်းဝမ်းသာတယ်ဂုံတယ်လို့လည်းပြောချင်ပါတယ်နောက်ဘကိုးတိုင်းမှာရှိရမင်းလားအဲဘကိုးတိုင်းမှာရှိရမင်းလားဆိုလဲတောင်မြတ်ရွာမှာဆိုလဲမင်းကအကျန်းဖက်ရှိတဲ့နေရာတွေနေမြင်ရှင်းနေချပလိုက်တယ်အာနေမြင်ရှင်းနေတဲ့အကျန်းဖက် အဲကိုအောင်တဲ့နေရာတဲ့အကြံဘက်တွေစခန်းဆောက်တဲ့နေရာတွေတခါတည်းမိရှုရှင်းလင်းပြတဲ့နောက်လာလို့မရအောင်အဲ့လိုပဲဖောက်ကန်းမှာလည်းတည့်မှာဟိုကုမ္ပဏီတွေအတာစစ်တပ်ကဟာမဟုတ်ဘူးနာမည်လူနာမည်ခံပြီးတော့အေးလို့ဘာလို့လုံနေတဲ့ကုမ္ပဏီတွေအကုန်မိရှုပြတာတော့ရှုပ်လို့အဲ့လိုတွေလောက်ရမှာပြပတ်သားသားဒီထောက်ဖို့နဲ့လမ်းကြောင်းနဲ့သူတို့ဟိုအားပေးမဲ့လမ်းကြောင်းဆိုအကုန်ရှင်းလိုက်ရင်ဒါနိုင်ငံတော်အမြန်ဆုံးအေးချမ်းသွားမယ်မိုးပြဲတို့ဘော်လက်ခဲတို့မှလည်းဒီကင်နီဘက်တွေမှာဆိုလည်း တောင်တော်ရဲ့အောင်မြင်မှုတွေကြီးပဲကျွန်တော်တွေ့ရတယ်ဒီချိန်မှာတော့အကုန်လုံးကအဲငဘုံတလဲငပြန်တလဲပေါ့နော်အဲငဘုံတလဲငပြန်တလဲတောင်တော်ကစပြီးတော့ကျိန်နေတာဒီကိုပဲတွေ့ရတယ်အဲ့တော့ကျွန်တော်ကစိုးရိမ်တာတစ်ခုကတော့ဗဒင်ရလည်းရှိတယ်ဆိုလို့ကျွန်တော်ချင်းဒီပကံညောင်ဦးရင်းမပင်တို့ပလဲတို့နထိုးကြီးတို့ဘက်မှာရှိနေတဲ့အဲအကြောင်းပြည်ညာရေးဝန်ထမ်းတွေနော်ဝန်ထမ်းတွေကိုအဲဒီ စီအဗီကဘာဖြစ်လဲဆိုတော့စီဒီအန်ဥရင်းနဲ့ရိမ့်မဲ့ပါညာဆိုပြီးပြောတဲ့အချိန်မှာဒီ PDF တွေကအကြမ်းဖက်တွေကစာပေမတက်ပညာမတက်တဲ့အခါကျတော့တလူမျိုးရက်ဆက်ယုံပါသွားဟိုရှင်းလင်းကြတာကိုတွေ့ရတယ်။အဲ့ဒါလည်းတောင်းတော့အနေနဲ့နိုင်ငံတော်အစိုးရအနေနဲ့အချိန်မီကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့လည်းမျှော်လင့်ပါတယ်နော်မျှော်လင့်ပါတယ်။နောက်တစ်ခါဥယျာဉ်သားမင်းကပြောသလိုပေါ့ဗျာ။အဲဒေါအောင်ဆန်းစုကြည်ကဒီအကြမ်းဖက်ကိုလက်မခံပါဘူးဆိုလို့ရှိရင်သူပြောတဲ့ဇာတ်ကားကဒါလည်း အမှန်ကန်ပါလေဒေါ်ဆန်းစုကြည်ကဒီရမျိုးအကြဘက်ကိုလက်မခံပါဘူးဆိုလို့ရှိရင်ဒီစီယာဘေးတို့အန်ယူဂျီတို့ PDF တို့ဆိုတာကဒေါ်ဆန်းစုကြည်နဲ့မသက်ဆိုင်တဲ့အဲ့ဒါအကြဘက်အဖွဲ့စည်းတည်တံ့နေတာဖြစ်တယ်ဆိုတာသူကိုယ်တိုင်နဲ့ပြောကြလိုက်တာဖြစ်တယ်ပေါ့နော်အဲ့ဒါမဲ့သူပြောကြတဲ့စကားတစ်ခုတည်းမှမပါဆက်ပါလဲဆိုတော့ဒါမျိုးကိုလည်းဟိုနေဖြစ်မယ်လို့မထင်ပါဘူးလို့ အဲသူပြောတဲ့စကားအနောက်ဟာလေးကိုပြန်ထိန်းလိုက်တာရှိတယ်အမှန်တကယ်တကယ်နိုင်ငံကောင်းဆောင်တဲ့တကယ်ဝန်ထမ်းပိုင်းကအဲ့လိုမျိုးမရှိပါဘူးဘယ်နဲ့သူမှဖြတ်ဖို့စီးဖို့ဆိုတာမရှိပါဘူးဒါကဒေါ်ဆန်းစုကြည်ပန်းပြပြီးတော့လှုပ်ကြံရှားဖွေစားတောက်ပြီးတော့ရန်ကားတာပဲဖြစ်ပါတယ်ရန်ကအကြမ်းဖက်တာပဲဗျာအဓိကတော့ထောင်ထွက်တွေအုပ်စုလိုက်ကြီးတဲ့အာတောက်သွားပြီးတော့မှထောင်ထွက်အုပ်စုလိုက်တွေတောက်သွားပြီးတော့ဒီလိုမျိုးရန်ရက်စက်ရန်ကားကြတာလို့ပဲကျွန်တော်အနေနဲ့သုံးသပ်ခြင်းပါတယ်เนาะ အဲထောင်ထဲမှာရှိတဲ့နိုင်ငံရေးသမားတွေရှိတယ်ထောင်ထဲမှာရှိတဲ့နိုင်ငံရေးသမားဆိုတာကနိုင်ငံရေးပန်းပြပြီးတော့အကြမ်းဖက်တွေလှုပ်ဆောင်လိုက်တဲ့သူတွေလည်းအများကြီးပဲအများကြီးပဲထောင်ထဲမှာနော်အဲ့လူတွေလွတ်လာပြီးတော့နိုင်ငံရေးပြန်လုပ်တယ်ဆိုရင်လည်းပဲအဲခက်ခဲအောင်ပဲနိုင်ငံကအဲ့လိုမျိုးရှိတယ်အခုဖြစ်သွားတဲ့တောင်ဆန်းစုကြည်လို့ဖြစ်သွားတဲ့အဲအနေအထားမျိုးမှာဆိုလို့ချင်းဒါဒီသွေးကြွားတဲ့စစ်သွေးကြွားတဲ့သူတွေကတအားများသွားတဲ့အတွက်တိုင်းပြည်ကအခုလိုအစိမ့်စိမ့်မောမောလေး ဒါမျိုးနေရနေရတိုင်းထဲမှာအာတိုက်ပွဲတွေဖြစ်ကုန်တာเนาะတိုက်ပွဲတွေဖြစ်ကုန်ပြီးအကြမ်းဖက်မှုတွေလှုပ်ဆောင်လာတာဖြစ်တယ်အဲ့တော့ဒေါန်သန်းစုကြည်ဥဟန္တာမင်းပြောလို့စကားချုပ်နိုင်တယ်ဥဟန္တာမင်းပြောလို့ဒေါန်သန်းစုကြည်ကဒါမျိုးတွေကိုလက်ခံတယ်လို့သူမပြောထားဘူးဆိုလို့ရှိရင်ဒါအကြမ်းဖက်အဖွဲ့အစည်းတည်တံ့တာဖြစ်တဲ့အတွက်တပ်မတော်နေနဲ့အများဆုံးရှင်းလင်းဖို့လိုအပ်တယ်အများဆုံးအချိန်ကုန်မခံမနဲ့ဒါကတတိထောက်တာတစ်ခုဖြစ်ဒါတိကျခိုင်နှုန်းတာရရှိတာပြီးတာဖြစ်တဲ့အတွက်ဒီဟာကဟို တက်တည်နဲ့အတူဒါကျွန်တော်တို့အကြံဖက်တွေကိုပြက်ပြက်သားသားရှင်းလင်းရပါရှင်းလင်းမှသာနဲ့တိုင်းပြည်အေးချမ်းမယ်လို့ပြောနေတိုင်းပြည်အများဆုံးအေးချမ်းပါစေလို့ပဲဘိုင်ရင်ကိုပြောချင်ပါတယ်ဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်လူချင်းချင်းတက်ဖြတ်ချင်းကေရှင်းကြပါစေဗျာ